မင်းတို့လူချင်းနဲ့လွတ်လပ်ရေးကိုရဖို့မင်းတို့စစ်တိုက်တယ်ဆိုရင်ငါမပြောလို့အခုကငါသားတို့ကမှားနေတယ်ကွာနော်မှားနေတာကိုသိလားမင်းတို့ငါ့ထက်ပညာများကြီးတတ်ပါလေကွာနော်မင်းတို့နဲ့ငါတို့တက်မလို့ရေးကြမှာခုကန်ဖူတုံးနော်ကြားရတဲ့ကနေမစီမဆိုင်သေးပြနေရတာပြည်သူဖြစ်နေတယ်ရှင်းလားငါအဲ့တကားပြောလို့မင်းတို့ကပြောဦးမယ်မင်းတို့ပြည်သူရှိရနေအောင်မင်းတို့မပြစ်နဲ့လေကွာဆိုမင်းတို့ကပြည်သူရှိရနေမှာလာပြစ်လို့လားမင်းတို့တနက်ပြစ်တာလी နော်ဘာလဲငါတို့ကရင်ခော့ခံပေးရမလားအေးငါတို့ရဲ့လေးချင်ကြီးစောင့်ဖို့ကမဟုတ်ရေးထားပြီးသားနော်ရန်သူအာတက်ရန်တဲ့နော်ကို့ကိုလာပြတဲ့ရန်သူမှန်သမျှခြေမုံးနိုင်ရမယ်နောက်တစ်ခုပြောပြအောင်မယ်နော်မင်းတို့ကလွတ်လပ်ရေးလိုချင်လို့နော်စစ်တိုက်ခဲ့တာမဟုတ်တဲ့အတွက်မင်းတို့ကနိုင်ငံကိုခုလုံးလုပ်ပြီးသူစစ်ကိုကစားခဲ့တာပတ်စံရှာနေတာမင်းတို့ NUG အစိုးရမှလည်း ဘင်းတို့ NUG အစိုးရကဘယ်မှာလဲဒါလေးပဲပြောမယ်ဟုတ်လားဘင်းတို့ကထိုးချွေးခံတတ်တတ်ပဲ NUG အစိုးရတို့တော့မင်းတို့ကကုန်တုံးလို့ပဲစွပ်ပြီးလှုပ်လိုက်တာငါဒီစကားပြောရင်ငါမယိုင်းနဲ့ငါယိုင်းသွားတယ်အားလုံးတောင်းမှန်းတယ်ပြည်သူတွေလည်းတောင်းမှန်းတယ်ဟုတ်လားမင်းတို့ကကုန်တုံးတတ်တတ်ပဲအချိန်တန်မင်းတို့ကဘာမှအာမခံချက်မရှိဘူးနော်မင်းတို့မေးဘူးလားမင်းတို့ရဲ့ဘဝအာမခံချက်အတွက် မမေးဘူးမို့လားမင်းတို့ကလူငယ်စိတ်နဲ့တနက်ကြိုင်ပြီးစစ်တိုက်ချင်တာလောက်ပဲတည်တယ်အဲ့ဒီလေးတွေနည်းနည်းလေးရှော့လိုက်ထောက်ပြီနော်ဒါလေးတို့မင်းတို့ကြည့်ပြီးတနာလာတယ်တက်မတော်ကတော့နော်တယောက်သွားရင်နောက်တယောက်လာမယ်ရှင်းလားဒီကောင်မကောင်းရင်ဒီကောင်ဖြုတ်ပလိုက်မယ်နောက်တယောက်ဝင်လာမယ်အဲ့ဒီနေရာမှာအရေးကြီးဆုံးစကားတစ်ခုပြောဦးမယ် ။ DSC ကြောင်းဆင်းလာတာငါနဲ့၃နှစ်၅နှစ်လောက်တက်ခဲ့တယ်ကွာ။တက်ခဲ့ပြီးတော့အရာရှိတွေအရာခံတွေဖြစ်သွားပြီးကမှမင်းတို့ကပတ်စံရှာဖို့စစ်တပ်ထဲကိုဝင်လာတာလား။ဟမ်နိုင်ငံကိုချစ်လို့စစ်သားအဖြစ်ခံယူပြီးနိုင်ငံအတွက်ဝင်လာတာလား။အခုစီဒီယန်လောက်သွားတဲ့ကောင်တွေရောလက်ရှိပေါ့နော်မင်းတို့အဖမ်းမလာပြီးတော့အလင်းဝင်တယ်လို့ပြောတဲ့ကောင်တွေရောအဲ့ဒီအရာရှိတွေကိုလေအခုချိန်ပြန်ပြီးစောက်ခုတ်ကိုတက်နေမှာ။ ရှင်းလားဘာလို့ရဲဘော်ဆောက်ဖို့ကိုတက်နေမှာရှင်းရောဒီနေ့က၁၈ရက်၆လပိုင်းတောင်ထဲမှာ၂၅ဖြစ်ပါတယ်ကွာအခုတင်းတော့ဘာလို့ဒီလိုထားလဲဒါကဟုတ်ကဲ့နော်ဒါဒါပေါ့ကောနော်ဒါပေါ့ဒီခြေတန်းကိုဟိုလက်ဒါဒီဒါပေါ့ဘူးတောင်ပြုတ်လို့ဖြစ်ပါလေခြေတန်းပို့တော့ဒါပေါ့ဘူးဘူးတောင်ပို့လို့ဖြစ်တယ်ဒါဦးတင်းတို့ကန်းကောပဲပို့တာပို့မှဖြစ်ပါလေနော်ကန်းကောမှာခြေတန်း ီချိန်မှာတော့မနေ့ကလည်းဒီနော်ရှမ်းကြောင်းကိုရှမ်းကြောင်းမှာ VPN နဲ့ဘလောင်နေနဲ့ PDF တွေဟာလောလောဆယ်နေရာယူထားတဲ့နေရာပေါ့နော်သူရဲ့တကယ်စတိုင်းပေါ့နော်ပုံကြောင်းစတိုင်းတူပဲလုပ်ထားတယ်အဲ့ဒီနေရာကိုလည်းအာစစ်ဆောက်ရေးနေရာအညာတိုက်လိုက်တယ်ကနော်သူလည်းတရားတော်ကနော်နောက်ထပ်ဒီကြောင်းတွေရောက်ပြီးမှနောက်ထပ်ချီကိုတဖြည်းဖြည်းနဲ့လာသွားနေပါပေါ့နော်တကယ်တမ်းမှာဟာ30ဒီလိုပေါ်ကြတာတဖြည်းဖြည်းနဲ့တမ်းမြောက်ကနေဒါအကုန်လုံးသိနေပြီဆိုတော့ဟိုကစိတ်စိတ်နေတဲ့ကြတာဦးဇင်းတို့လည်းဒါလည်းအာလူတဲ့အရာဆိုလို့ရှိရင်ဦးဇင်းတို့ကဒါ တော့ချင်တဲ့လူတွေကပြည်တယ်ဒီလိုလဲဆိုတော့ကျင်ဟုတ်လားဒီလေးကဒီလေးကြီးကြစုငါတွေစားချမြေသားစုပါလေငါတွေဒီဘူးတွေကဆိုရင်ဘလို့ဘလို့ဆမ်းမွေးတို့ဒါမြေသားစုကဘလို့ဆမ်းမွေးကနေမှလည်းဘူးပါလို့ဖြစ်တယ်ဘလို့ဘွားလို့ဆယ်ရင်းဘူးဆယ်ရင်းဘူးဆိုရယ်နော်ဒါဆယ်ရင်းဘူးလို့လည်းကုသူးပါလေဒါတခုကုသူးမြေသားစုပါလေဆယ်ရင်းဆိုတယ်နော်ဒါကုသူးကိုကျွန်တော်ဘလို့ဆယ်ရင်းဆိုတယ်အကုန်လုံးပေါ်တာငါတယ်လို့ရတယ်ပေါ့ဗျာငါတယ်လို့သူ့ရတယ်ပေါ့နော်ဒါကိုလည်းကြားပါလေသိကြမလို့ပေါ့နော် 大多啊，都他们说今年多容易，干的蛮稳，蛮多的。再讲那那都是租木头，啊，外地来的，好啦。那屋里些都搞多少笔收入钱？大看下那租出的，你看下没租好？那叫起多没发，多没发，多没就去过来看下位置大那老哥们来陪下坐，那不如的，我我们没得，都在 lö, 那边好啦，比较方便，好报的，好在呢，加加点钱也包下来了。那 crackers, 那我说的多，比较长时间，但是什么呢？ ်ဘယ်နိုင်လောက်ကချက်ထားကြတာဆန်းတဲ့လောက်ကနေချက်ပြီးမှဒါ၃နိုင်ဝယ်၄နိုင်လောက်ကနေထားပြီးမှဒါတော့ရတယ်နော်ဒါဘာရောက်ပြီးမှဒါပို့ဆောင်မှဖြစ်ပါတယ်အဲ့တော့ဘာပြောပြောဥဒင်းတို့တပ်ပေါ်လားရဲ့စိတ်ခွာတွေရှိမှပါလဲစပ်ပေါ်လားတွေစိတ်ကသွားရှင်းတယ်ဥဒင်းတို့တပ်ပေါ်ချင်းမြန်တို့ကအနေနဲ့ကဒါဒီချိန်မှာ လုပ်ပေးရမှာပဲเนาะပြုလုပ်ပေးရမှာဖြစ်တယ်ဟာဗာဖြစ်တယ်ကြီးဖြစ်တယ်ဒီစင်မှာဒီပြောရမယ့်ချိန်မဟုတ်ဘူးねเนาะအဲ့တော့ရှေ့ချောင်းလဲအောင်ပွဲအလီလီနဲ့ဒါစင်ထဲမှာဖြစ်ပါလေเนาะတော့ဒါမှမဟုတ်ကျင်းမြန်လို့သူများပြောင်းဒီစင်မှာစီလုံးကြပါရင်ညွှန်ကြပါလို့ပဲဦးတရားတော့ပြောချင်ပါလေเนาะအပြည့်ဒီဟာဘယ်နေရာတော့ဘယ်လိုဖြစ်တော့ဒါဦးဇင်းတို့လည်းကိုကတော့ပြောခဲ့တယ်ပဲเนาะအဲ့တော့ခုနေရဘယ်လိုဖြစ်တယ်ဒီနေရာလည်းဖြစ်တယ်ပြောမယ့်အစားဒါဦးဇင်းတို့ဒီခေတ်နဲ့တော့ဒါ ခရစ်တိုမက်ဆီမာတို့ BBC တို့ဗျာအကုန်လုံးတင်ထားတာတို့ရဲ့ပတ်သက်ပတ်သက်စပီကာပြည့်ခဲ့တရတော့ဒါစိတ်တိုင်းပိုင်းခွင့်ရတော့ဟာလူတို့တွေမရှုံးတို့တွေကတော့မတင်စစ်စားထားလို့ဘယ်နားနိုင်မလို့နိုင်မလို့ဆိုတော့ဝါးရတွေကရှေ့ချောက်ဖက်နေလို့မှာတော့ဒီဝါးရတွေမိုင်းတဲ့ခုဘက်ကဂျုံမှုခုဘက်ကလည်းမမငငမနေပါဘယ်နေရာဘယ်နေရာတော့နေတာဘယ်နေရာနိုင်နေရာဘယ်နေရာဖြစ်နေဘယ်နေရာတိတ်နေဆိုတာဟာလေးတွေပဲဒါဦးဇင်းတို့ခုပြောတဲ့အရာလေးတွေပဲအမှန်တရားမြို့ပြနေစစ်ပိုလ်ချုပ်တွေကိုချင်းချောက်လာတဲ့ရန်ကုန်ပြည်လမ်းတိုက်ပွဲများတော်လန်ရေးလေးနှစ်ကျော်ကာလမှာတိလိုက်ရတဲ့ညင်မရတဲ့အမှန်တရားတစ်ခုကိုပြောပါဆိုရင်တတိရှိရင် တရင်တရင်လောက်တင်ပြပါလားဆိုတဲ့စစ်လော်ဘီတွေကြက်ပြောက်ငက်ပြောက်ပျောက်ကုန်တာပဲ PDF တွေဆိုရင်ဘာလုံးမယ်ညာလုံးမယ်ကြွေးကြော်ထားတဲ့စစ်အုပ်စုလည်းရောက်ရနေရခံစစ်ပြင်ထားရတယ်လက်ကျန်အင်အားလေးထွက်မပြေးအောင်တက်ရှိစီးရိုးဆိုလားဝါရဖြန့်စကားနဲ့စီးယုံနေရတဲ့အခြေအနေပဲရှိတော့တယ်ဒါကညင်းမရတဲ့အမှန်တရားပဲပြည်သူပဲရက်တီလာတဲ့ဘုံမူးတင်လင်းအောင်ပြောတဲ့စကားယူသုံးရရင် နိုင်ငံအစုံဖျားမှာငပြောဥဆုပ်ပြီးတရဲတက်ရဲမိုက်ရဲပါတယ်ဆိုတဲ့အောက်ခြေစစ်သားတွေကရေနဲ့တူတယ်နေပြည်တော်ရန်ကုန်မန္တလေးဒီလိုမျိုးလေခေါင်းတွေမှာလို့တလို့အာနာတုံးပြုစီစဉ်ရင့်နေတဲ့စစ်ဘိုလ်ချုပ်တွေကငားနဲ့တူတယ်စစ်ဘိုလ်ချုပ်ဆိုတဲ့ငားတွေက အောက်ခြေစစ်သားဆိုတဲ့ရေမရှိပဲရှင်တန်ဖို့မလွယ်ဘူးဆိုတော့တော်လန်ရေရဲဘော်တွေဘက်ကရေနဲ့တူတဲ့အုံနောက်မရှိတဲ့ငပြောဦးစုပ်အောက်ခြေစစ်သားတွေကိုအရင်ဆုံးတိုက်ထုတ်ကြရတယ်တိုက်ထုတ်လာတာတဖြည်းဖြည်းမြို့ပြတွေနားကပ်လာတာတွေ့ရတယ်ရေဘော်တွေအနေနဲ့လည်းမြို့ပြနဲ့နီးလေလေရေခမ်းနေတဲ့ငါးတွေကိုလိုက်ကောက်ဖို့ပြင်ဆင်ရလိမ့်ပဲဖြစ်တယ် အခုရက်ထဲမြို့ပြအနေနဲ့ရန်ကုန်ပြည်လမ်းမဘက်ကတရင်ကောင်းလေးကြားတိလိုက်ရတယ်ရန်ကုန်ပြည်လမ်းစစ်ကွင်းနာဆောင်တိုက်ပွဲမှာတာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တတူဘုံမူကြီးစုံမျိုးဝင်းနဲ့စစ်အင်ဂျင်နီယာဘုံမူတဦးတည်ဆုံးပြီးမင်းလာမှာတိုက်ပွဲတွေပြင်းထန်ကစစ်တပ်ဖက်မှ20ထပ်မင်းတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်တယ် ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4:00နာရီခန့်အချိန်မင်းလာမြို့နယ်အုတ်တွင်းရွာအနီးကစစ်ကောင်စီရဲ့ကွင်းနာဆုံးစစ်စည်းဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေစတင်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင်းနဲ့အုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတို့အပါအဝင်20ထပ်မင်းနဲ့တည်ဆုံသွားခဲ့တယ်ဆိုပြီးရန်ကုန်ခေတ်တစ်ကဖော်ပြထားပါတယ်။ တပြိုင်နက်တည်းစွန်လ16ရက်နေ့ညနေ4နာရီကျော်ခန့်ချိန်မှာပဲမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းနဲ့ပဲခူးရုံမအကြားကနေရာနှစ်ခုမှာလဲစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။တိုက်ပွဲဖြစ်ရာနေရာကိုလည်းစစ်အုပ်စုကအင်အားများပြားစစ်ကူပို့နေတယ်လို့သိရတယ်။နောက်တနေ့ဇွန်လ18ရက်နေ့နေ့လယ်ပိုင်းကလည်းမင်းလာမြို့နယ်လက်ဆက်ရွာကပြည်သူပိုင်ဖောကားကိုချောဆွဲပြီး တာလီရွာကိုလာရောက်တဲ့ပြူစောတိများနဲ့တော်လန်ရေးတပ်ဖွဲ့များထပ်မံတိုက်ပွဲဖြစ်နေကြောင်းသိရှိရပါတယ်။တိုက်ပွဲဟာ၃နေရာလောက်ဆက်တိုက်ဖြစ်ခဲ့တာလို့သိရတယ်။လက်ရှိလဲပဲခူးတိုင်းအတွင်းမင်းလာမြို့နယ်ကတိုက်ပွဲဖြစ်ပွားနေရအများစုမှာ PDF တွေစုမိုးထားပြီးစစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်မှာပဲတက်ဆွဲထားနိုင်ကြောင်းစစ်ရေးသတင်းတွေကဆိုပါတယ်။ရန်ကုန်ပြည်လမ်းပိုင်းအကြောင်းပြောရရင်စစ်အုပ်စုအနေနဲ့နေရာတိုင်းကိုခန်းစစ်ပြင်ဆင်ထားကြတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကလေးကမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ခဲ့မှုတာကြောင့်ဖြစ်တဲ့လက်ရှိတော့ပြင်ဆင်မှုစုဖွဲ့မှုလက်နက်အင်အားပြည့်စုံလာပြီးဖြစ်တဲ့အတွက်တော်လှန်ရေးတပ်တွေအနေနဲ့စက်တိုက်ထိုးစစ်ဆင်မဲ့အခြေအနေမှာရှိနေပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့မင်းလာမြို့နယ်တွင်းကနေတဆင့်အုပ်ဖို့ကျိုးပင်ကောက်ဇီကုန်းနှစ်တလင်ပေါင်းတွေစသဖြင့်တိုက်ပွဲတွေဟာဆက်လာဖို့ပဲရှိနေပါတယ်။ကနဦးတုံးကစစ်ကောင်စီစစ်ကြောင်းလာရင်ချောင်းပစ်တဲ့ပြပြအဖွဲပါအာချောင်ခဲ့တဲ့စစ်အုပ်စုဟာအခုချိန်မှာတော့ကောင်းကောင်းကြီးအနှဲခံနေရပြီပဲဖြစ်တယ်။တိုက်ပွဲမှာတက်ရင်မှုအဆင့်ဒုတိယဗိုလ်မှူးကြီးတောင်တေတဲ့ဆိုကလေးကအောက်ခြေမှာဘလောက်ထိအကြအရှုံးများတယ်ဆိုတာမှန်းဆကြည့်လို့ရတယ်။ နောက်ဆက်တွဲမြို့ပြမှာရှိတဲ့စစ်အုပ်စုဟာကျင်းတဲ့ကြက်တေးကာလကိုရောက်ရှိလာပြီပဲဖြစ်တယ်။အင်အားလိုအပ်ချက်တွေလည်းစစ်မှုထမ်းအင်အားတွေအခုထိလည်းခေါ်နေသေးပဲဖြစ်တယ်။ဒါပေမဲ့ဘလောက်ခေါ်ခေါ်မှန်ကန်တဲ့တိုက်ပွဲဝင်စစ်တီတယောက်ဖြစ်လာမှာမဟုတ်ပါဒါကဘာနဲ့တူတယ်လဲဆိုတော့ဒုတိယကမ္ဘာစစ်တုန်းကမဟာမိတ်နဲ့ရုရှားတပ်နီတော်တွေဂျာမနီမြို့တော်ဘာလင်နားကက်လာခါနီးမှာ ဟစ်တလာကဖုတ်ပူမိတိုက်လူငယ်တွေရှေ့တန်းဖို့အသေးခံခိုင်းတာနဲ့တူပါတယ်။ရှီသမျအင်အားတွေရှေ့တန်းပို့ထားရတဲ့စစ်အုပ်စုအတွက်မြို့ပြမှာပေါ်တာဆွဲဖွဲ့တွေနဲ့ဟန်ပြအင်အားလောက်တာကျန်ပါတယ်။ဆိုတော့အခုချိန်မှာတော့မရတော့ပါဘူး။စစ်အုပ်စုရဲ့နောက်ဆုံးအချိန်ကနီးနေပါပြီ။သူတို့ရဲ့ပြင်မရတဲ့အမားတွေအတွက်လည်းစုံမပေးဖို့လူငယ်တွေဟာရန်ကုန်နဲ့အနီးဆုံးကလမ်းမတွေပေါ်ရောက်နေကြပါပြီ။အကြောင်းကတော့စစ်မှုထမ်း နေနဲ့ပေါ်တာစစ်မှုတန်းအဖြစ်ဆွဲသွားလို့ဆိုပြီးတော့လာပြီးတော့ပြောတော့တော့ကျွန်တော်ကမေးတယ်ကောင်းပြီစစ်မှုတန်းကတော့လူအရင်ငါတို့ကစားထိုင်ထိုင်ရမှာပဲအသက်60ကြီးထိုင်ရမှာပဲနော်ဒီအဲ့တော့အခုသူကဘာတွေဖြစ်သူအခြေသူ့ရဲ့အနေထားတွေငါ့ကိုပြောပြစမ်းတော့သူကဆေးရုံတက်ထားတဲ့စာရွက်တွေကြောက်ကထိထားတာတွေ နောက်တစ်ခါခါနာကိုခေါ်ရောင်းနေရည်ရောင်းနေအကြောင်းနေဒီအဟွာတွေပြအထောက်ထားတွေပြရထောက်ရမှာကွဟောအထောက်ထားတွေပြတော့အဲ့တော့ဘာကောက်တွေ့ရလို့ဆိုတော့ကောင်းပြီထောက်ထားတွေကမှန်းနေတယ်မှန်းနေတာဖြစ်တဲ့အတွက်ဒီလိုလို့ငါပဲအခုကဘယ်မျိုးနဲ့ဟုတ်လားဖြူမျိုးနဲ့ဆိုရင်ဖြူမျိုးနဲ့ကိုသွားပြီးတော့ခွေဟုတ်ကိုသွားပြီးတော့တင်ပြကျမဒီမှာကျမမောင်လေးကတော့အသက်အပြင်25နှစ်ရှိပြီဒါပေမဲ့မွေးကနေကသူကြောက်ကရောဂါနဲ့ ီလိုစေကုသနေရပါတယ်အဲ့တော့တကယ်လို့ဒီစေကုသမှုဟိုဟာဖြစ်သွားပြီဆိုရင်ညာလဲပြီးတော့ကောင်းမွန်သွားရင်ကျွန်တော်တို့ကစိတ်မှုတန်းတာကိုငင်းဆန်ပါဘူးအခုတော့အခုကဒီဒီမှာစေစာရေးလဲပါတယ်စေကုသနေတဲ့လူအားလဲပါတယ်ဒီလိုမျိုးအထောက်အကားတွေမှန်မှန်ကန်ကန်ပြည့်စုံရှိရတဲ့ဒါလေးကိုစိတ်မှုတန်းခေါ်တဲ့စီမီစီကံအတိုင်းဆောင်ရနေပြီဆောင်ရပြီဘုရားဘုရားကြီးတောင်းပြီးတော့မိတ္တရခံဆိုပြီးတော့ကျွန်တော်မှပြောလိုက် အဲ့တော့ပြောချင်တာကမြင်ရတော့လေမကူညီပဲမနေနိုင်ကူညီပြန်တော့လေအားရလူနဲ့လှုပ်လှရတာစိတ်ညစ်တယ်အဲ့တော့ကျွန်တော်ပြောလိုက်တယ်အခုသွားလို့နောက်ကြတာသွားရတယ်နောက်ကြတာလေချင်းတရားသာနောက်ကြလို့ကောင်းတယ်ကျန်တာနောက်ကြရင်မကောင်းဘူးလို့တော့ကြရင်ခလေးကိုကိုရောက်တရောက်ရောက်သွားရင်နင်တို့တိုင်းရတာဒုက္ခရောက်မယ်အကယ်၍နင်တို့ဘက်ကအထောက်အထားခံရမှန်မှရှိတယ်ဆိုရင် ဒီတပတ်ကမှပြန်လဲမလာဘူးဆိုရင်ငါ့ကိုလာပြီးတော့ပြောငါအပေါ်ရေးတင်တိုင်ပြတိုင်ပေးမယ်လို့အမှုတဲတိဆောက်ပြီးတော့ငါအထောက်သားနဲ့တက်လူကြီးကိုတင်ပြပေးမယ်လို့ပြောလိုက် ကျူရင်းရတယ်ကျူရင်းရဖြူးမျိုးနဲ့ကကျူရင်းရအပလင်းကတော့စီမံရေးချုပ်ကြီးကောင်စီဥက္ကဋ္ဌဘုဇုံကြီးမြောင်းလိုင်းအဖေခင်ဗျာအဖိုးအပခင်ဗျာကျွန်တော်ဘယ်ဖွဲ့စီရလို့မပြောလို့တော့ပါဘူးကျွန်တော်ပြောချင်တာက ိုင်ငံတော်ကြီးအေဂျင့်တိုင်ရဖို့အတွက်အပစွမ်းစွမ်းသမန်ဆောင်ရင်တော့ကျွန်တော်နားလဲနေပါပြီကျွန်တော်အရင်ဝင်ပြစီအပရဲ့ကျွန်တော်လည်းမတပါနဲ့အပရဲ့အပရဲ့စစ်တမ်းမေတ္တာလေးကိုကျွန်တော်နားလဲနေပါပြီအပရဲ့အသားသမီးများဖြစ်တဲ့မြေးမြေးများဖြစ်တဲ့ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥဒ္ဒထဘုဇုံမူကြီးမြောင်းဟင်ရဲ့တားတပည့်များဖြစ်သည့်တမတော်သားများတောင်ဝန်ထမ်းဆောင်နေကြတာညီမအားညာမအားတိုင်းပြည်အတွက်အသက်ပေးနေကြတာလို့ကျွန်တော်နားလည်ခဲ့ပါပြီ။ဘာကြောင့်တို့တွေအသက်ပေးတယ်အသက်ပေးတယ်မှဒီတိုက်ပွဲကိုဆင်နွှဲသည်နေရတယ်ဆိုတာကျွန်တော်နားလည်တယ်လို့နားလည်ခဲ့ပါပြီ။ဒါကြောင့်မလို့အပါရဲ့ကျွန်တော်လည်းအပြစ်မြူပါနဲ့။အပါရဲ့တာသမီတွေကိုလည်းအပါရဲ့ ကြည့်ကြပါဂုံပြပါအဖရဲ့ကျွန်တော်ဝမ်းရတဲ့အဖလမ်းမရောက်ခဲ့ပြီအဖရဲ့လမ်းမရောက်ခဲ့တဲ့တာတပက်မိတပက်မိတာဘူးဘာလို့တူလိုက်မှအမှန်ကိုမြင်ရင်အဖ

လာခဲ့ပါတော့မယ်အပရဲ့အပကျိုးစပါနော်အပကျိုးစပါအပရဲ့ကျိုးစပါအပရဲ့ကျိုးစပါအပရဲ့မင်္ဂလာပါရှင်ဒီနေ့ဂျွန်လ18ရက်နေ့ဖြစ်ပါလေကြောက်ဖြူတဲ့တင်နေပေါ့အဲတအားတွေတအားတွေပွက်လာတန်ပြီးရောဟိုတက်မလို့ဆောက်သုံးမကြောက်ပေါ့ကြောက်ဖြူမှာဘလူကြနေရေပေါ့ဘလူတွေကလက်နဲ့ချရဲလို့ဘာလို့ရှောက်ပြောတယ် အဲ့မှာအမှန်ကန်ဆုံးသတင်းဌာနကအခုမနေ့ညအထုတ်လွှင့်သွားပြီပေါ့နော်အဲ့မှာကြည့်လိုက်ကြောက်ဖြူသတင်းနေကျမတို့လည်းအဲ့ကြောက်ဖြူအကြောင်းနေကျမဟိုးတင်နေရတစ်ခေါက်ပြောနေလေအဲ့တည့်ရပဲသိရတာနောက်နေ့လေးမသိရတော့ဘူးကြောက်ဖြူမှာစစ်ကြောင်း၃ကြောင်းထိုးပြီးတော့ပေါ့ဘလို့လောက်တယ်ဘာညာအဲ့လိုပဲကြားရတယ်အဲ့နောက်ထပ်နောက်ထပ်သတင်းနေမရှိဘူးမကြားရဘူးအနောက်ထပ်နောက်ထပ်သတင်းနေရနေအဲ့ဒါတပုံဘက်ကပေးတဲ့သတင်းပဲအစိုးရနဲ့ဒီဘက်အဖွဲ့တွေကဖုန်းလိုက်မမိဘူးလေအဲ့ဆက်နေဆိုလဲသူတို့ကဘာမှမလုပ်လို့လဲ တရင်ပြရတက်တီတက်လောက်တရင်တွေကိုမြန်မာပြည်ထဲကလူတွေကဒေတာခန်တွေအနီးနားပတ်ဝန်းကျင်ကဒေတာခန်တွေတို့မြင်ရတဲ့လူတွေပေါ့ပြီးလို့ရှိရင်တခြားပေါ့အရေးကြီးတဲ့အဖွဲ့အစည်းတွေကမသိဘဲနဲ့နိုင်ငံခြားကလူကပဲတည်နေတယ်ဆိုဖြစ်နိုင်မှာမလားပြီးရင်တုံးလေးလေးတက်ကတရင်မှုကြသွားတယ်တို့ဘုံမူကြီးတယောက်ကြသွားတယ်တို့မဟုတ်ပါဘူးရှင်တဖြည်းဖြည်းနဲ့ တက်ကရှုံးတယ်တက်ကလည်းနဲ့ချတယ်တက်ကထွက်ပြေးရတယ်ဆိုတဲ့ဟာမျိုးတွေကြီးစက်တိုက်လွှင့်လာတာတိတ်မဟုတ်တော့ဘူးချစ်အဲ့လိုတတင်းတင်ဆက်တာကောင်းပါလေအမှန်တိုင်းဆိုရင်တော့ကောင်းတာပေါ့နော်အဲ့ပြီးတော့စစ်တပ်ထဲဝင်တည်ရမယ်စစ်တပ်ထဲကိုတပ်သားတွေစုဆောင်ခံရရင်တည်ရမယ်အပြစ်မှနေမသေးတော့ဘူးလား PDF ထဲဝင်မသေးဘူးပေါ့တပုံထဲဝင်မသေးဘူးပေါ့အဲ့လိုပုံစံမျိုးဖြစ်အောင်ပြောနေတယ်တက်မတော်သားတွေကိုသူ í ခွဲနေတာအတိတ်သားကြီးတက်မတော်သားတွေနဲ့လူကြီးနဲ့အောက်ကအထက်လူကြီးနဲ့အောက်ကအောက်ခြေစစ်သားနဲ့ကိုသူ í ခွဲနေပြီတဖြည်းဖြည်းနဲ့ အစကတည်းကစစ်သားဆိုတာအစကတည်းကဒါမျိုးဆိုတာလူတိုင်းကတီးပြီးသားကျမပြောသလိုပဲစစ်တပ်ထဲမှာအရင်လာဝင်နေကြည့်လိုက်တဘောတရားကိုတည်သွားအောင်လို့အပြင်ကနေလမ်းကြည့်ပြီးတော့မင်းတို့အပေါ်ကလူတွေကဘလို့စားတယ်အောက်ခြေကစစ်သားဘလို့ငတ်နေရတယ်မဆိုင်ဘူးမဆိုင်ဘူးတဦးတယောက်မကောင်းတဲ့လူတွေပါနိုင်တယ်ကောင်းတဲ့လူတွေလည်းအများကြီးရှိတယ်အခုဟာတက်မတော်သားငယ်သားတွေနဲ့လူကြီးဟိုအထက်လူကြီးတွေကိုတွေးခွဲနေတယ်ပြီးလို့ရှိရင်ပြည်သူလူထုကတက်မတော်ကစောက်သုံးကြတဲ့ကောင်းလေးကြီး လို့ထင်ရအောင်လို့တစ်ချိန်လုံးလက်နဲ့ချရတယ်ကြည်ပဲဟုတ်တယ်အရင်တော့ကတိုက်ပွဲတွေအတွေ့အကြုံမရှိဘူးကြောက်လို့လက်နဲ့ချရတယ်ဟုတ်တယ်ဒါဒုတိယအကြိမ်ဖြစ်နေပြီလေလက်နဲ့ချရတယ်မဖြစ်နိုင်တော့ရင်ထဲမှာလူတိုင်းကိုစီစိတ်တွေဘလို့စိတ်တွေဖြစ်နေလဲဆိုတာသိလို့လားရှောက်ပြီးတင်ဆက်ခဏခဏပြောနေနေမယ်တက်ပြီးပြောမှာနော်ပြောရမင်္ဂလာပါဗျာ